အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်အနေနဲ့ Trade in မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံနဲ့ကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းမြင်ကွင်းတွေကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒီရွှေညောင်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်တို့က episode 52နဲ့မျှဝေဘူးတာကြောင့်မလို့အခုဒီရွှေညောင်ဈေးနေနဲ့ရွှေညောင်ကနေကလောကြမိုးရသည့်မြင်ကွင်းအလှတွေကိုလည်းကျွန်တော်တို့က episode 52ရဲ့အောက်မှာပဲမျှဝေသွားမှာဖြစ်ပါတယ် ရွှေရောင်ဈေးနှင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့အာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဈေးမြောက်ဝေဘူးလားမလို့အဲ့ဒီအကြောင်းလေးကိုလည်းကျွန်တော်တို့ description ထဲမှာ link လေးထည့်ပေးထားပါတယ်ဗျ။ဒါကတော့ around ရွှေရောင်ရဲ့ part 2ဖြစ်ပါတယ်။ဒါကကျွန်တော်တို့ပြီးခဲ့တဲ့လပိုင်းတွေကရိုက်ကူးထားခဲ့တဲ့ညင်ခွင်းတွေဖြစ်ပါတယ်ဗျ။ ာဒီဈေးမြင့်ကွင်းလေးကိုမပြခင်မှာတခုချိုတင်ပြီးတော့တောင်းပန်ကြပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အခုဒီဈေးမြင့်ကွင်းကိုရိုက်တဲ့အချိန်မှာအဆီဇင်တကြားမဟုတ်ဘဲနဲ့အာကြုံလို့အဆင်ပြေရင်အဆင်ပြေသလိုဝင်ရိုက်လိုက်ရတာမလို့အဲရုပ်ကဲအရုပ်တီရဲ့အရေးသေးပိုင်းကိုပြီးတော့ကျွန်တော်တို့ရိုက်တာတွေနဲ့ပတ်သက်လို့လိုအပ်ချက်တွေရှိနေတာကိုကြိုတင်တောင်းပန်အပ်ပါတယ်ဗျာ။ ဒီဘက်မှာကဈေးနှုန်းကထုံးစံအတိုင်းပါပဲငါရဲ့တစ်ဈေးရှိတယ်မြို့ကြီးတွေဆိုလို့ရှိရင်နေ့တိုင်းဈေးရှိတယ်မြို့လေးတွေဆိုလို့ရှိရင်ငါရဲ့တစ်ဈေးပဲရှိတယ်သို့တော်လည်းအဲ့ဒီငါရဲ့တစ်ဈေးဈေးနှုန်းဆိုလို့ရှိရင်ဒေသခံတွေရဲ့အာထွက်ကုန်တွေတင်းတန်တွေပြီးတော့ရင်စားတောက်ကုန်တွေရိုးရာစားတောက်ကုန်တွေစသဖြင့်အဲ့ဒါကစုံစုံလင်းလင်းရတတ်တာကြောင့်မလို့ဒီလိုဈေးနှုန်းဆိုလို့ရှိရင်တော့ဒီကုတကလာကြလေးရှိပါတယ်လက်ပတ်ကြတဲ့သူတွေရောဒေသခံတွေရောဈေးနှုန်းမှာတော့မဖြစ်မနေဈေးလာကြလေးရှိတယ် အခုဒီနေရာမှာကျွန်တော်တခါလေကြားလို့ရင်ကျွန်တော်တို့ဒီရိုက်ကြတဲ့နေရာမှာလေဟိုမျက်နှာချင်းဆိုင်ကြီးတွေရိုက်ရတာအားနာတဲ့အခါကျတော့ဒီလိုမျိုးတချို့ကင်မရာကဟိုလူကျင်တဲ့နေရာကိုရောက်ဝင်သွားတဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်ဗျဒီဟာလေးတွေကတော့ဈေးတိုင်းမလို့လို့မှတွေ့တတ်တယ်ဒီလိုက်အမြင့်တွေနဲ့အဲ့လိုရောရောင်းနေတာလေတခါမှမမေးမိဘူးဘာလဲဆိုတော့မမေးနဲ့ အာဒီမှာသူတို့ရောင်းနေတဲ့ပုံစံတွေကဒီလိုပဲအေးဆေးပဲကို့ဒေတာအတွက်အဲကို့ချန်အတွက်ကို့ယာအတွက်ယူလာတယ်ရောင်းကြတယ်အဲကုံတလောက်ရောင်းတယ်မကုံရင်လည်းသူကသူ ပေးခြင်းလည်းပေးပလိုက်တယ်အဲဒီလိုမျိုးပြန်သေးသွားရင်လည်းသေးသွားတယ်ဟိုတိတ်ပြီးတော့တောကနေနဲ့ရောင်းနေကြတာမျိုးမဟုတ်ဘူးဗျာအဲ့လိုမျိုးကျွမ်းကြည့်ဒါဟိုဟာဒရင်ငုတ်တွေဆိုလည်းတွေ့ရတာလက်ဆက်နေတာပဲမြစ်မြစ်ကလည်းဒီလိုယာတီတော့ မိုးရင်းဖြစ်တဲ့ခါကြောင့်လေတအာနုတယ်ဒီဘက်ကြီးကဒါလေးတွေကကြော်စားတာပြီးတော့ဒီမှာအဲ့စနွေးမုတ်စနွေးမုတ်ကတော့တော်တော်လေးအစ်စ်ရတယ်တခွားသေးကိုဒီဘက်မှာအဲ့တခွားသေးအမဲ့ရောအစိမ်ရောရောင်းကြလေးရှိတယ်ဒီရွှေညောင်ငါကြတော့လေဟိုပါဖြစ်တယ်ပြောင်းလို့လမ်းမကြီးဘေးมาတယ်ဈေးကညောင်ရွှေကိုဝင်နဲ့လမ်းထိတ်มาတယ်ရှိတာသူက ဈေးနှစ်ဆိုရင်တအားစီတယ်ပြီးတော့ဟိုတောင်းကားဒီဘက်မှာပေါ်တယ်ဗျအင်းရှိတာဟုတ်အင်းလေးရှိတယ်ပြီးတော့ဒီဘက်ဒီမှာလည်းအဲ့လိုမျိုးအခြားအင်းအသေးလေးတွေရီဟိုဟာရှေရှိတော့လေရီချုံငားတွေပေါ်တယ်ကျုပ်ဘဲဘဲကလည်းဒီဘက်ချမ်းမှာနည်းနည်းပေါ်တယ်အချို့ကုန်းမချမ်းကြတဲ့ဒေသကြီးကျတော့ဘဲကနည်းနည်းရှားတယ်ဘာလို့လဲဆိုတော့ဘဲတိတ်မမွေးကြဘူးလေရေမရှိတော့လေ အဲ့အကြောင်းမလို့အဲ့ကြောင်ဘေးကနေနေရှားတယ်ခဝဲသည်အာဒါတော့ဈေးရုံလေးပဲဒီမှာကငချောက်ကိုကြတော့လေငရမ်းချောက်တဲ့စားလို့ရှိရင်ဟိုလိုငဒန်ချောက်တွေပိုရောင်းနေရှိတယ်ပြီးတော့ရေငန်ချောက်တွေများတယ်ပေါ့ ိန်းနေသည်မိုးလေတော့ပဲရှိသေးတယ်အခါကျတော့အဲ့ဒီတည့်သည်အစိမ်းရအချို့နေရာတွေမှာရနေသေးတာပန်းနေလေဒီဘက်တည်းကလက်တွေဗျဘာလို့ဒီဘက်ကပန်းနေရမှာချင်းနေနဲ့အာရန်ကုန်ဘုတ်တုံးမအောင်ပန်းတို့ဘာတို့ဒိုင်းတွေပို့အဲ့ရနေမှာတဆင်အိုးငကမောက်သီးမိုက်တယ်ငကမောက်သီးအနီရလေတအားသဘောကျတယ် 听就是。 ီဘက်မှာကျတော့အဲ့ဒီမုံဆိုင်လေးတွေဒီတိုင်းပဲဒီဘက်မှာကချန်ခောက်ဆွဲကအဓိကပဲချန်ခောက်ဆွဲတိုဟူနွေးတိုဟူကျော်ဒါအဓိကပဲပြီးသွားလို့ရှိရင်အာကျော်ဝတ်တချင်းငါးသမင်းနဲ့ဒါမျိုးပေါ့ဒီဟိုကတော့ကျွန်တော်တို့ဟိုမှုတ်ခင်ကားတို့ဘာတို့ကနည်းနည်းလေးရှားတယ်အင်းမုံခင်ကများတယ်အဲဒါတော့ဘိဘိမုံလို့ခေါ်မလားအိုးလေးမုံလားတစ်တော်သေးရလေလေအခုပန်းတစ်တော်သေးပေါ်လာပြီးတဲ့နောက်ပိုင်းမှာတစ်တော်သေးလေးနည်းနည်းရှားလာတယ်နော် အာဒီမှာတော့ဒါဝါနဲ့ပတ်သက်တဲ့ထွက်ကုန်ပစ္စည်းတွေဝါခမပြီးတော့ဟိုဂျုံယုံနဲ့လောက်တဲ့အထုပ်တွေလည်းရှိတယ်ဒီဘက်ကပြောင်းဘူးလဲပေါ်တယ်ခင်းကျင်တီးရတော့ဒီဘက်မှာအင်းကထွက်တော့လေအင်းခင်းကျင်ရှိနေတော့ခင်းကျင်တီးရတော့တအားပေါ်တယ်အဲ့အဲ့ဒီမောက်ကတော့တအားဒီဘက်မှာထောက်လျှောက်ရောင်းတယ် အဲဆိုင်ကနောက်မှာတန်ဝန်တင်ပြီးတော့ရောင်းတာပဲဒါကတော့မြေဦးလေးနေဦးစုံနေငင်းချွေလေး Okay ဈေးလေးကိုရသလောက်လေးရိုက်ပြီးတော့ကျွန်တော်တို့ပြန်ထွက်လာပြီဒါကဒီအပိုင်းမိုးတအားများတဲ့အခါကျတော့လေအဲ့ဒီဒီရေးတင်နေတာပေါ့ဒါကပြောင်းစုလမ်းမကြီးရဲ့ဘေးမှာ တောက်လျှောက်ဒီပြည်တော်စုလက်မကြီးတစ်ယောက်ဒါမိုးရီမိုးကနပြင်းပြင်းထန်ထန်ရွာသွားဖို့ရတယ်ဒါကဘယ်ဘက်ကိုဝင်သွားရင်ကျွန်တော်ခေါင်တိုင်ပဲလေအင်းလေးခေါင်တိုင်ပဲခေါင်တိုင်ရေဘူးဆန်းတို့ပါတို့ Okay ဒီလှပတဲ့မြင်ကွင်းလေးတွေကတော့ဒီတိုင်းလေးပဲကြည်ပြီးတော့ခန်းစားရအောင် ဒီနေရာလေးကတော့ကျွန်တော်တို့ဒီပြည်တော်စုလမ်းမကြီးပေါ်မှာကလောကနေတောင်ကြီးအကျမှာသဘောအကျဆုံးနေရာနှစ်နေရာရှိတယ်။တီခေါင်တောင် view point ရဲ့အခုဒီတာမိုင်းခန့်တရာနေရာလေးရဲ့မိုးရွှေမဲ့ဆိုလို့ရှိရင်ပို့ပြီးစိမ့်ဆိုတယ်ဒါပေမဲ့အခုနဲ့ရေတွေကတော့နည်းနည်းနှောင့်နေတတ်တယ်။ဆောင်းလင်းဆိုလို့ရှိရင်ရေကကြီးနေတတ်တယ်ဒါပေမဲ့ပောင်းချင်းကတော့နည်းနည်းလေးခြောက်သွေ့တဲ့အောင်မြင်ရတယ်။ဒါအခုချိန်တွေ့ရတဲ့မြင်ကွင်းလေး။ โอเคကလောကိုပြန်ဝင်ပြီဟိုးနောက်ကအိုးစီတောင်ကတိမ်ခိုးတွေဖုံးနေတယ်ထောင်ထိပ်ပိုင်းကိုဆောင်းနေဆိုရင်တိမ်ပင်လည်းကြည့်လို့ရတဲ့နေရာလေးလေဒီနေရာဟုတ်ကဲ့ကျွန်တော်တို့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျမျှဝေမှုတွေကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ